ခါမှာရှိတဲ့ကလေးတွေဥရောဒီနေ့ပို့ဖေးတစ်ခုပို့တင်လာမှာအဲ့ဒီတော့ဒီပို့ဖေးရဲ့ခေါင်းတင်ကဒီလိုတော့ရှိတယ်ကလေးတို့နော်ဒီလိုတော့ရှိတယ်ကလေးတို့အဲ့တော့မင်းတို့ဟာအခုကြက်ဝိုင်းလေးကိုစဝင်တဲ့အချိန်မှာ9နှစ်10နှစ်လောက်ပဲရှိသေးတဲ့ကြက်သမားအငယ်ကြီးဆိုတော့ဒါမင်းတို့ပဲတည်တံ့ပြောပြတာအဲ့တော့မင်းတို့9နှစ်10နှစ်လောက်ရှိနေတဲ့ကြက်ဝိုင်းလေးကိုဝင်လာတဲ့အချိန်မှာမင်းတို့ဟာအခုခရီးကြီးကြတာအမိုက်ဖြစ်နေတယ် အဲ့အမိုက်ဖြစ်နေတော့အမိုက်ကတခါလဲခေါင်းကိုကြိုက်ခုတ်တယ်ခေါင်းကိုကွဲတယ်မျက်လုံးခုတ်တယ်အဲ့တော့ဒီလူကြက်တီထဲမှာမင်းတို့စဝင်ဝင်ချင်းခုနှစ်နှစ်ချင်းနှစ်ထဲမှာအခုဒီခေစီဖြစ်တဲ့အချိန်မှာမင်းတို့ကဒီထဲမှာနစ်မြုံနေတယ်အဲ့တော့အဲ့လိုနစ်မြုံနေတဲ့ဥစ္စာမှာဥပဒေပြောမဲ့ကြက်အလိမ်မှာအတက်တီကိုမင်းတို့ကဒါအတွေ့အကြုံမရှိခဲ့ဘူးမရှိခဲ့တဲ့အခါကျတော့ဥပဒေအဲ့တော့ကြက်ကြက်လိမ်မှာအတွေ့အကြုံလေးဒီနည်းနည်းပြောမယ်အဲ့တော့မင်းတကယ်တမ်းကြက်အလိမ်မှာ ကြက်ရိုက်မြဲမြဲရှိဝင်ငုတ်ကြနော်အကျော်မခံဒီလိုကြက်တကောင်ကောင်းကောင်းနဲ့အမိုက်ခေါင်းကွဲမျက်လုံးဖောက်ငုတ်တော်တော်ကြကြက်တကောင်သူ့နှကောင်သွားတွေ့ကြည့်ကလေးတို့မင်းကုနာအလိမ်မှာပိုက်ပိုက်ပေါက်ခုတ်တဲ့ကြက်ကိုဘယ်တော့မှမနိုင်ဘူးနော်နိုင်ဖို့က၁၀ကောင်တကောင်ပဲဟဲ့လားနော်၁၀ကောင်တကောင်ပဲအဲ့တော့ဒီလိုမင်းဥပမာကွာမင်းကိုမင်းဟာ မလို့ကြက်သမားပေါက်စားတွေကဥမာကြက်တကောခေါင်းကိုခွတ်ထားကြိုက်လားဘိုက်ပေါက်ခွတ်ထားကြိုက်လားလို့မင်းမင်းတို့ကခေါင်းကိုခွတ်ထားလဲကြိုက်တယ်လို့ပြောမှာဘာဖြစ်လို့ဆိုမင်းတို့ကဒီအမိုက်ခစ်ခစ်ရေးစီကြောင်းထဲမှာခေါင်းကိုခွတ်တဲ့ကြက်တွေကိုမင်းတို့ကမြင်ဘူးနေလို့ဒါတွေနဲ့ပဲနှစ်ပါးသွားနေလို့အဲ့တော့မင်းတို့ဒီအလိမ်မှာဘိုက်ပေါက်ရိုက်တဲ့ကြက်တွေနဲ့တွေ့လို့ရတော့မင်းတို့ကြက်တွေအလကားကြီးဖြစ်ကုန်တာတော့တကယ်ပြောတာအဲ့တော့မင်း မင်းတို့တခုပြောမယ်ကွာဥပမာကြက်တကောခေါင်းကိုခုတ်လိုက်နော်ခေါင်းကိုခုတ်လိုက်ခေါင်းနာသွားတယ်ဘာကြံတော့ရှိကြံတယ်နော်ရှိကြံတယ်ပေါင်နေကောင်းတယ်အာအိမ်နေအကူဒီထဲမှာအကုန်ကောင်းတယ်ကောင်းတော့သူများတကောသွားကြိုက်ခွန်းနိုင်သူလိုပဲခြီစိုးပါတော့ကြောင့်တစ်ဖက်ကျက်ပြန်ရှုံးလို့ရတယ်မျက်လုံးကိုခုတ်တယ်လမ်းပြန်တန်းနေသေးရဲ့စက္ကနေမပြီးဘူးနော်ဒီအဲ့ဒါလည်းရှိရဲ့မျက်လုံးကိုခုတ်ပြီးလို့လဲသွားမှာ ူကကြက်ပေါ်ရဆက်ချင်းပြီးတာအဲ့ဒီတော့မင်းတကယ်တမ်းကျတော့ဘိုက်ပေါက်ခုတ်တဲ့ကြက်တွေကိုမင်းတို့ခေါင်းခုတ်တဲ့ငုံကြတွေဆိုတဲ့ကြက်တွေကဥပဒေကတော့နားပဲနော်အဲ့တော့ကလေးတွေတိအောင်ပြောပြကလေးတွေကအခုမှစဝင်တဲ့အတွက်ကြောင့်ပြောပြအဲ့တော့ဒီလွန်ခဲ့တဲ့ဒီ2003ခုနှစ်လောက်ကကြက်ပွဲလေးတပွဲဆိုမင်းတို့ဘ ഹു တုဒအဖြစ်ပြောပြအဲ့ဒီကြက်ပွဲလေးမှာနော်မျိုးနဲ့စုံနဲ့သူကအခုမှတာမကွာတော့နော်အရင်တော့ကွာတယ်မျိုးစမ်းကနှစ်ကောင်ဆင်းလာအဲ့မျိုးစမ်းနှစ်ကောင်ဆင်းလာရဲ့ဆို လုံးဝဟိုက်ပါနာဆိုတာလုံးဝမသိသေးဘူးခါမှလေခွန်လာလားရှိတာလေဒါတွေကတော့ခန်းချောင်းနေအောက်ကငုတ်ကြရောလောလောပါအဲ့တော့အဲ့ဒီမျိုးကျန်တဲ့ဟော့ရက်ကြီးဘက်ကကြက်တကောနော်2003ခုနှစ်ကမှတ်မရဒီဘက်ကကြက်ကတော့စိမ့်ဖန့်ချွဲတွားနေတဲ့ကြက်ကဒီလိုအုံနေရလို့ကြက်ခွန်ဝိုင်းခိုင်းတာကြက်ကိုဘတ်တကွယ်မှာဘ누구မှတိုက်မဲ့လို့မရှိတဲ့ကြက်ကိုမဲအကြက်နှစ်ကောင်သွားတွေ့စိမ့်ရဲ့မျိုးဝကြက်ကပတ်လေစီစီစီသာစိမ့်နာမှာချွဲပြီး 你们刚搞好呢，那个乌塘嘞，周围呢嘛，叫多家幺你，幺里些嘛乌塘哈。第二年我接乌包谷没，不如你呢包嘛嘞。大哥，我先说了？这个人家咯，姑娘，第二年就完了，白露就完，没落收收着，黄牙稻收着，黄牙稻，黄牙稻收不下来，他收说，困难当不完了，困难当不下来，就捡露来落，姑娘，谁谁说这里没露呢？这长期呀，这长期呀。 သုံးရီလေးရီလောက်ရိုက်ပြီးတဲ့အချိန်မှာဘလောက်ပေါက်လဲအောင်မလို့အဲ့အမအုတ်ညံကြီး1500 2000အဲ့လိုအဆိုင်နေနော်အဲ့တော့ကထောင်ထောင်နံခိတ်ကိုနော်အဲ့လူကြီးလောက်တာနော်အဲ့တော့နောက်ဆုံးကြတော့ဘာဖြစ်ဆုံးဆိုဆယ်ရီလောက်ပြည့်တဲ့အချိန်မှာကြက်ကဓာရီဓာရီအကုန်လုံးနာပြီးတော့ဒီအပေါ်ပိုင်းဆိုရင်မဲ့ပေါက်သွန်တာမှရှိတကယ်တမ်းကြက်တရားတော့လူလောက်ပြည့်တယ်ဒီမင်းကြက်မိုက်တွေအဲ့လိုဟာမျိုးနေသွားတွေ့တဲ့ခါကျတော့မင်းနောက်ကောက်လဲချလဲချအောင် လက်ထည်ကြီးမှာဓာရီဓာရီနာပြီးမထနိုင်မင်းနဲ့လက်ထည်ကြီးမှာညှောက်ခုထွက်သွားတာအဲ့ဒီတော့ကလေးတွေကြက်မိုက်ကြီးကြက်မိုက်ကြီးဆိုတဲ့နောက်မှာကြက်လိမ်မာကြီးဒီလိုလေးတော့ရှိတယ်လို့ဥပတော်ကဒါမင်းတို့ကိုတိအောင်တင်ပြပေးတာအဲ့တော့ကြက်လိမ်မာနဲ့တွေ့ရင်တကယ်ကူဝင်ကူကူကြကူဝင်ကူကြကူကောင်းကူကောင်းဆိုလို့ချင်းမင်းတို့ကြက်မိုက်ဘယ်တော့မှမနိုင်နိုင်ဘူးဆိုတဲ့အကြောင်းခုနအုပ်နေရလဲ ဒီလိုငုတ်ကြချီဝင်နေတွေ့လို့ချင်းလုံးဝပြုတ်သွားတဲ့ဆိုတဲ့အကြောင်းကိုဦးတော်ဒီနေ့ဒီပို့လေးရနေနဲ့ခလေးတွေတည်အောင်ဒါတင်ပြလိုက်ခြင်းဖြစ်ပါတော့ကွာနော်